မင်္ဂလာပါဗျာအားလုံးကျေးဇူးပါစေချမ်းသာပါစေဘိုင်ရဲ့ကိုမျက်နှာမြင်ဘိုင်ရဲ့တကြားလုံးအားလုံးကြောရှင်ပါစေကျောင်းကိုဘိုင်ကြီးစုပေါင်းကောင်းတောင်းပါလေဗျာဒီနေ့ကတော့၈ရက်၁၀လ2025ပေါ့နော်ဒါထူးကြတဲ့အကြောင်းအရာလေးတွေဘိုင်ကြီးဒါသတင်းစကားပြန်ပြပြအောင်ဖြစ်ပါလေမုံရွာနဲ့ချောင်းဆက်ဒီဘုံဘူရွာမှာပေါ့ဒါတောင်းတော်ကဗက်ထုရှင်နေလိုက်တယ်ဗက်ထုရှင်နေလိုက်တာအဲ့ဒါကအဲ့ဒီမှာကအကြမ်းဖက်စကံကုန်းနဲ့ဖြစ်တယ်ဗျာနော်အကြမ်းဖက်စကံကုန်းနဲ့ဖြစ်တယ်ဒါတရေကျော်မိထုံးဘောတော့လုံနေတယ်ဆိုတော့စီမီးတစ်ပိတ်ပေါ့နော် တို့တုတ်တယ်အဲ့ဒါမုံရအရင်အမြင့်လမ်းမှာတပိတ်ဥဆောင်တဲ့သူတွေအမှ9ဦးလောက်ပါသွားတယ်မှန်ငယ်တော့သူတို့ကခလေးတွေခေါ်တတ်တာဗျာကဲခလေးတွေကဘာမှသိတာလည်းမဟုတ်ဘူးအကုန်လုံးခေါ်ပြီးအားမလာမနေရမလာမနေရဆိုရွာလေးကိုလိုက်ချဲချောက်ပြီးခေါ်ပြီးတော့အဲ့မှာချလိုက်တဲ့ခါကြတော့အဲ့မှာဖဲထုလိုက်တော့တော်တော်များလက်တာပေါ့နော်တော်တော်များလက်တာပေါ့ဒါပေမဲ့စိတ်မကောင်းပါဘူးစိတ်ကောင်းလို့ပြောတာမဟုတ်ဘူးဘာမှမသိတဲ့အခလေးတွေတိတ်တာ ရုပ်မှန်တာကအဲ့ဒီကောင်းတယ်ဟုတ်တယ်လို့လို့ဘာလို့လို့ကောင်းနေရရုပ်မှန်တာတကယ်တတိုင်းဒီလုံးမှာပျော်ရွှင်ပြီးတတိုင်းဒီလုံးမှာအာဟိုအိုးအိုးကြက်ကြက်နေအောင်လို့တိုင်းပြည်မှာအေးကြက်နေတာဆိုတာဒီကောင်းတွေတစ်ဖွဲ့ပဲဒုက္ခတွေပတ်ပင်းနေတာခလေးတွေကိုလိုက်တက်နေတာအဲ့ NUG ရဆိုတဲ့ကောင်းတွေလက်သုံးချောင်းထောင်ပြီးတော့မောဒုက္ခတုပ်ဖို့တွေကိုခေါင်းထဲဝင်နေတဲ့ကောင်းတွေပြောရင်လည်းစိတ်တူသေးတာကျွန်တော်ကသိတာဘာဖြစ်လို့ဒီခလေးတွေလည်းသေးတယ်ဒီဟိုနေ့လူငယ်လူရွယ်တွေအများကြီးကောင်သေးတယ်သိလားဘာကြောင့်လဲဒီကလုံးတဲ့ဥစား အဲဒီကောင်းလေးပြောမယ်တက်မလို့ကလာပြီးတော့ဘုံရဲ့ရှင်းလို့ဒီကောင်းလေးဒါမလုံးနဲ့လေဒါလုံးဒါဖြစ်မယ်ရှင်းရှင်းလေးပဲတတိုင်းကြီးလို့အေးအေးချမ်းချမ်းနေတဲ့ချိန်မှာဒီကောင်းလေးကဘာထဖောက်တာဟုတ်လားဘာမှလက်သုံးချောင်းတောင်မင်းတိုင်းကြီးကိုမဖြတ်စည်းနဲ့အခုသူတို့ပြောကြတယ်ဘုံကျုပ်အဲဘုံကျုပ်ကိုနမခတိုင်းဘုံကျုပ်ဒါမျိုးမထွေးပေါ့အဲသူစ MND မှာ73ဝန်းဖြစ်ခဲ့ဘူးတဲ့အဲ့ဒါပြအေးအဲ့ဒါလို့ပို့တည်တယ် စစ်သုံးဝဲဖြစ်ဘူးတဲ့စစ်သုံးဝဲဖြစ်ဘူးတဲ့စစ်သုံးဝဲရဲ့ဒုက္ခကိုသိတယ်အဲ့စစ်သုံးဝဲဖြစ်အောင်အဲ့ကောင်တွေလုံနေတာအဲ့လက်ကျုံသုံးချောင်းထောင်တဲ့ကောင်တွေဒုက္ခပေးနေတာတိုင်းပြည်တွင်းမှာရှိနေတဲ့တောင်တော်သားတွေကိုဒုက္ခပေးတယ်တိုင်းပြည်တွင်းမှာရှိနေတဲ့နိုင်ငံသူနိုင်ငံသားလူငယ်လူငယ်တွေဒုက္ခပေးတယ်အဲ့ဒါကြောင့်အဲ့လက်သုံးချောင်းထောင်တဲ့ကောင်တွေပါတခါတည်းလိုက်ရှင်းတာမင်းတို့ပူတော်ဆိုးကုန်မယ်နောက်ပိုင်းဒီတဲ့ကိုနော်အတိတရားတွေမင်းတို့ရကြတော့တိုင်းပြည်မှာမင်းတို့မဖြတ်စည်းနဲ့တော့အားလုံးကအေးကြက်ကြက်နေကြတော့ဘာပြောပြရချင်းနေမင်းရွက်ောက်ပေါ်လဲလို့ပီးစာချပီးလိုက်ကြပါဦး မင်းတို့ဆက်လို့မင်းတို့မသိမချင်းလုပ်မှာလားမင်းတို့အတက်တရားအလကားမရအောင်တော့ပတ်စံနဲ့ပြန်ဝင်လို့မရဘူးငါတို့ကမှန်မှန်ကန်ကန်ပြောပြနေတာမင်းတို့အတိတရားတွေရရှိနေခြင်းနဲ့ဆန္ဒနဲ့ပြောလာကဲအဲ့ဒါကနားထောင်တာမနှောင်းတာမင်းတို့ပဲဒါကတိရှိတာလေးတွေအเจ้าရာလေးတွေဆက်ပြီးပြောပြအောင်ပဲဒီဟာလေးကတော့တိုက်တွန်းနေတာကိုကြီးပဲเนาะ အကြမ်းတွေအားလုံးအေးကြမ်းမဲ့နေကြပါလက်သုံးချောင်းတွေနဲ့မထောင်ကြနဲ့တော့ခလေးတွေလည်းမလို့ခေါ်ပြီးတော့မှဆန္ဒပြလို့ဘာမှမဖြစ်ဘူးအလကားရှောက်ပြီးတော့မင်းတို့စဉ်းစားကြည့်ဆန္ဒပြလို့ဖြစ်တဲ့နိုင်ငံဘယ်နိုင်ငံမှမရှိဘူးနော်ဘယ်နိုင်ငံမှမရှိဘူးနီဘောဖြစ်သွားတာဒါအကြမ်းတွေလောက်သွားတယ်အဲနီဘောမှာကအာတမျိုးနော်နီဘောရဲ့ဥပဒေကလည်းတမျိုးဖြစ်တယ်မြန်မာရဲ့ဥပဒေကလည်းတမျိုးဖြစ်တယ်ဒါလေးတော့စဉ်းစားဖို့လိုတယ်နော်နီဘောနိုင်ငံကအာဒါကွန်မြူနတီဝါဒနဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်တယ်အခုဒီမိုကရေစီ အေးဒါသူတို့ဘိုင်းနေပေါ့နော်ကိုယ်နိုင်ငံနဲ့ကိုယ်လူမျိုးနဲ့ကိုယ့်ရဲ့နဲ့ကိုယ့်ဆက်ကိုတုံ့တန်ရမယ်စဉ်းစားရမယ်နော်အကဲဟုတ်ပြီဒီကျွန်တော်တို့နမ်မတူပတ်ကိုဖိထုတယ်နမ်မတူကိုဖိထုတယ်နမ်မတူကိုဖိထုတဲ့အချိန်မှာဒါပုပ္ပယုံเจ้าမှာဆိုဘုန်းကြီးเจ้าလေး၄เจ้าလောက်ပြကြအောင်ပျောက်ပျက်ပျောက်ပျက်ထွက်သွားတယ်ဟုတ်လားအဲ့ဒါဘာဖြစ်လဲဒီပလောင်လေးအိုက်ထဲမှာအပြည့်ရှိနေလို့ခြားပြက်တာပလောင်လေးနင်းနင်းလုံးလုံးလစ်တာမဟုတ်ဘူးနော်တိုင်းအောင်ယာကနန်းရှိတယ် PDF တွေအဲ့ထဲမှာအကုန်သိလေအများကြီးပဲဆုံးရှုံးသွားတာအဲ့ဖုံးရင်းကြောင့်တည်ရတဲ့တည်ပြီးတော့လှူရတဲ့တက္ကရာကမလေးဘလောက်ရှင်နေမကောင်းနိုင်ဘူးပြည်သူတွေလှူရတဲ့ပတ်စံတွေဘလောက်ရှင်နေမကောင်းဒီကောင်လေးဝင်ပြီးနေလို့တတ်မတော်အောင်ရှင်းနေပြရတာနော်အဲ့ဒါလေးတွေမလို့သိဖို့ပြောပြအောင်မယ်တိုင်းပြည်မှာမင်းတို့အကုသို့ကောင်းနေကောင်းပါပြီပလောင်နေရလဲပဲနော်ပလောင်နေကအဲပလောင်နေက အာအစိုးရရန်ထဲမှာရှိတဲ့ပစ္စည်းတွေကိုဖြုတ်တယ်ယူတယ်အဲ့မှာအဲ့ပစ္စည်းတွေလိုက်ဝယ်တဲ့ကလားတွေကတတ်တတ်ရှိပြီးကြီးစုကြီးဝယ်တဲ့ကလားတွေကကားတွေနဲ့ပါစောင့်ပြီးဝယ်တာပြီးရင်ဟိုဖြက်ဒီဖြက်ဖြက်ဖြက်ပြီးတော့အကုန်ခွဲပြီးတော့မှပတ်ဆာလာအိတ်တွေထုတ်ပြီးပြန်သိမ်းလာတာနော်အဲ့ကောင်တွေကိုအဲ့ပလောင်တွေကအစိုးရရန်ထဲမှာကျမီးကျိုးတွေဆိုအကုန်ခွာပြီးရောင်းစားတာအဲ့ပလောင်ကောင်တွေအဲ့မှာရှိတဲ့ကောင်တွေကသူတို့နတ်ဆန်လို့ဘယ်တော့မှတည်သွားတာမဟုတ်အဲ့မှာရှိတဲ့ကလားတွေတည်သွားအဲ့ကလည်းနိုင်ငံတော်က တာဝန်ရှိတဲ့လူတွေကအရင်ပြောဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နော်အခုရှမ်းတောင်ဘက်မှာလည်းဒါဘွဲကနေတယ်ရှမ်းတောင်မှာဘွဲကနေတယ်အဲရှမ်းတောင်မှာဘွဲကနေတဲ့နေရာမှာငါပင်လောင်ပင်လောင်မြို့နော်ပင်လောင်မြို့မှာဆိုလုံကြီးကြီးရအုပ်စုရှိမယ်အဲမှာတောင်မဲသိကြီးရမှာအခုလည်းဘွဲတွေကနေတယ်နော်တောင်မဲသိကြီးရမှာဆိုလို့ချင်းဒါတဲ့သူတို့ဒေသခေါ်တွေကျွန်တော်တိတ်မခေါ်တတ်လို့အမှားရင်းဖြစ်နိုင်တယ်အမှားရင်းဖြစ်နိုင်ကျွန်တော်ထောက်တဲ့သူတွေကများတယ်ဗျအခါလေးကစိတ်ညစ်တယ်ပြီးလား ကိုကတော့ကိုသိတာကိုပြောပြနေတာကိုကလာပြောတဲ့စာတွေကိုပြန်ပြောပြနေတာတခါလေညတချို့ရွာတွေချို့နေတွေကျွန်တော်လည်းမသိဘူးအာဒါတလို့ခေါ်ပါတလို့ခေါ်ပါတယ်ဘလို့ခေါ်ကကိုကမှန်ပြီးရောအဲ့ရလေးတော့တိခံပြီးနားထောင်ပြီးနော်နားတော့နားလေပြီအဲ့မှာပင်ပန်းလာနန်းနိုင်တာအဲအဲ့လိုရွာတွေကလုံးဖြင့်ကြေးရွာမှာလုံးဖြင့်ရွာတွေရောအဲ့ဒီရွာတွေကိုစစ်ကြောင်းတို့ပြီးရှင်းနေတာအဲ့ဒီမှာ KNDF တွေတော်တော်တည်တာလို့ကျွန်တော်တွေ့ရတယ်နောက်ဖဲခုံလို့မိုးပြဲလို့အဲ့မှာလည်းပွဲကတယ်တော်တော်တည်ကြတယ် နော်တပ်မတော်ကအောင်ဝဲတွေတော်တော်များတယ်အခုတလောကတော့ခင်ဗျပြောစရာမလိုအမုန်းကင်နေလားတပ်ကနော်နောက်ဒီဘက်အချမ်းကိုပြန်ကြည့်မယ်ဆိုလို့စေဒီညောင်းလေးဘကိုးနီးတဲ့နေရာပြောမယ်ဆိုညောင်းဘကိုးပဲညောင်းလေးပင်ပဲပေါ့ညောင်းလေးပင်မှာဆိုလဲပွဲကတယ်ဗျာတောင်းလေးရောက်ဝိထုကြတယ်တောင်းလေးမှာရှိအချမ်းပဲသခန်ကုံလာပဲနော်အဲဂျိုးပင်ကောင်းမှာဆိုလဲနေနေဒီတောင်းချောက်ရှင်းနေတယ်အဲ့မှာရင်ငန်ရွာလို့ဆက်ကူးရွာလို့ဖလန်းပင်ရွာသေးရွာလို့အဲအဲ့လိုမျိုးရှိတယ်အဲ့နေရာတွေလဲစကြောင်းထိုးပြီးရှင်းနေနေအောင်တွေ့ရတယ် ဒီနေ့ဖကန်းမဲ့ဆိုလဲပွဲသားကောင်းတယ်ဖကန်းမဲ့ပွဲကောင်းတာဖကန်းမှာဆိုအဲဖကန်းမှာကမလိမ့်မလိမ့်မလားအဲပွဲကပွဲကလားမလိမ့်မပွဲကလေနောက်တစ်ခါကျမရှိကတော့ပြီးတော့စိုင်းကြွယ်မဝမ်းကြီးမဝမ်းလေးမနာရှယ်ခေါ်ရှယ်ရောခကြွာနောက်ခါကျအဲ့ညာတွေကိုနေမီလီတောက်ချောက်ရှင်းနေတာကိုတွေ့ရတယ်နော်နေမီလီတောက်ချောက်ရှင်းနေတာကိုတွေ့ရတယ်ဖကန်းမလိမ့်မပွဲကလားဆိုတော့တော်တော်ကောင်းတယ် တန်းတော်ကအမုန်းကျတာ KIND ပြေးလိုက်တာပြေးလိုက်တာသေးတာကြီးလည်းအဲ့မှာအလောင်းနဲ့350လောက်ကျန်ခဲ့တာရှိတယ်။တန်းတော်ကဒုံးတွေရောလက်နက်ကြီးတွေရောအဲ့မှာအမုန်းကျတာအပေါ်ဒုံးတွေနဲ့တောက်ချောက်လိုက်တိုက်တာ။ဒုံးတွေပြေးပြေးတော့ကြည့်ပြီးလိုက်တိုက်တာတော်တော်လှတယ်တိတ်ကွက်တရားပြီးအဲ့ရောက်သွားတဲ့နေရာကိုလက်နက်ကြီးတွေနဲ့ပြစ်ထုတယ်။အဲ့အဲ့မှာလည်းတော်တော်ကောင်းတယ်။နောက်ဝိုင်းမော်ပဲလည်းပွဲကနေတယ်ဝိုင်းမော်မှာလည်းအဲ့ထုံသီး၎င်းပဲလက်နက်ရဲ့လေရင်တွေပါလာခဲ့တယ်နော်ဒီကောင်တွေကကျွန်တော်ပြောလို့ပေါ့အာဒီနေ့မဆုတ် တောင်တော်ကပြောင်းတလင်းခေါင်ရှင်းလိုက်မှအစီအပြေမှာဘာလို့ဘောကတလုံးနှလုံးနှလုံးတလုံးနှလာလာကျင်းနေတော့အလုတ်ချုပ်တယ်အဲ့အဲ့လမြန်ရွာတရွာလုံးမှာတခါတည်းပျောက်ပြတ်ထွက်သွားအောင်လို့စေလုံးဆောင်ကလုံးတကန်နဲ့ရှင်းမှာအဲ့အဲ့ကိစ္စတွေပြတ်သွားမှာနှမဆိုအဲ့ကိစ္စတွေပြတ်မှာမဟုတ်ဘူးเนาะနောက်တစ်ခုကျွန်တော်လေးကီကောလေးကီကောမှာလည်းပဲအဲမနက်ကတော့တော့မနေ့ကတော့စီကံထီရပြီဟိုဘက်ကိုတက်သိမ်းသွားပြီအခုကအကုန်ပြီးသွားပြီထင်တယ်ကျွန်တော်တို့ကြားသိရတဲ့အနေထားမိုင်းအောင်ရှင်းနေပြီလို့ကြားတယ် တိတ်တော့မတည်ကြသေးဘူးအဲစကန်းကုန်းတွေတချို့ကလေးတော့ကြံနေတယ်အပြီးပြတ်တော့မဟုတ်သေးဘူးเนาะအပြီးပြတ်ရတာမဟုတ်သေးဘူးဆက်စီပီကန်းအလက်မျိုးနဲ့အလဲမှရှိတော့တဲ့စီပီကန်းနဲ့ရနိုင်ပြီဆက်တိုးနေတယ်အရှိမှလည်းဒီနေ့ထပ်ရတာလည်းရှိတယ်တိတ်တော့မလိုတော့ဘူးเนาะအဖျားအနားလောက်တော့ကြံအောင်မထင်နဲ့အဲတော်တော်တော့ချနေတာတွေ့ရတယ်နောက်ဟိုဘက်ဖလူဘက်တွေလည်းချနေတာတွေ့ရတယ်နော်မေထော်တလေးပဲလဲချနေတာကိုတွေ့ရတယ်ဒါ drone နဲ့ကာမီကာဆယ်နဲ့ကောင်းကောင်းကျွေးနေတာကိုကျွန်တော်တွေ့ရတယ်။နောက်ကျွန်တော်တို့ဒီဘက် အဲ၄ kg ကိုပဲပြီးသွားတော့ကျွန်တော်တို့ရခိုင်ရခိုင်ဘက်ကိုပြောလိုက်မယ်ရခိုင်ဘက်ကိုပြောမယ်ဆိုရင်ရခိုင်မှာအာကအာစာနဲ့ရခိုင်ကကစ်နေတယ်အာစာနဲ့ဗင်္ဂတိဘက်ကထောက်ပံ့နေပြီထင်တယ်ကျွန်တော်ထင်တာလူကြီး၄5000လောက်လဲဟိုအေရီကိုတိုက်နေတာတွေ့ရအဲ့မှာ50တမိုင်နဲ့နေမောင်းတော့ဒီနေကြဆောင်နေရပါတော့50တမိုင်နဲ့58မိုင်ကြားမှာကောင်းကောင်းတိုက်ဝဲရီဖြစ်နေတာလို့ဆိုရင်ဒါတွေကလည်းကျွန်တော်တို့စိုးရံလာရခိုင်အေရီတေကုန်လို့ရှိရင်လည်း ဟိုဘက်ကမစနေနေဟိုဒါတမ်းလောကပြန်လဲပြီးတော့ဖိနေရမှာရှိတာပေါ့နော်အဲ့တော့ဘလို့လာမလဲတော့မသိသေးဘူးဗျာရခိုင်ပြည်ကတော့စိတ်လေးစရာဖြစ်တယ်အခုကလည်းနိုင်ငံတကာမှာလည်းဒီမွတ်စလင်ကိစ္စအရေးတွေကတော်တော်ဆိုးနေတယ်ဗျာနိုင်ငံတကာမှာတော်တော်ဆိုးနေတယ်အဓိကကတော့ရုရှားတို့ဆိုလည်းပဲဒါပရာဒီမာပူတင်တို့လည်းတော့ဒါပြောလာပြီနောက်တစ်ခါကျတော့ဟိုဘက်ကအမေရိကန်တို့လည်းပြောလာပြီဂျော်ဒန်ဘင်းနဲ့အကုန်အများကြီးပြောလာပြီမွတ်စလင်တွေက အာတိုင်းမြောင်မြင်သွားပြီဘာဖြစ်လို့ဆိုတော့သူတို့လူဦးရေပေါ်ပွားနှုန်းနဲ့အများလာတဲ့စတင်ကဥပဒေဆိုတဲ့ရှရိယလာဥပဒေဆိုတဲ့အဲအဲ့ဒါနဲ့ပြဋ္ဌာန်းပြီးတော့မှသူတို့နိုင်ငံလူဦးရေတဝက်ကျော်သွားတယ်သူတို့ဒီနိုင်ငံသူတို့နဲ့တဆိုင်နေဆိုပြီးတော့ဖြစ်လာပြီနော်အဲအဲ့လိုမျိုးတွေဖြစ်လာပြီအခုပြည်သမားတွေတော်တော်များဖြစ်လာပြီအခုမွတ်စလင်တွေကအခုဘင်္ဂလားဒေ့ရှ်ဘက်ကမွတ်စလင်တွေကဒီဘက်ကိုရခိုင်ပြည်နယ်ဘက်ကိုသူဘင်္ဂလားဒေ့ရှ်ဘက်သွင်းမယ်ထင်တယ်သွင်းမယ်ထင်တော့ဒါဘလို့လာမလဲနိုင်ငံတော်အကြီးအကဲတွေနဲ့နိုင်ငံတော်နဲ့ပတ်သက်တာနဲ့ဆိုတော့ တိတ်တော့မသိကျွန်တော်တို့ကအာဖြစ်တာကိုပဲပြောလို့ရတယ်ဗျဖြစ်နေတာကိုပြောလို့ရတယ်အခုတိုင်ဝဲဖြစ်နေတယ်တိုင်ဝဲဖြစ်လို့တန်းလုံးသားနိုင်နိုင်တာပြောလို့ရတယ်ဗျကျန်တဲ့အရေးကိစ္စကြတော့ဒါအမြင်တော့ကြီးတော့ကျွန်တော်ပြောလို့မရအောင်နော်တိလည်းမသိဘူးဒါမှနိုင်ပြောတာပါဇက်ရဲ့ရှောက်ရန်တမ်းမြေသူလူများအထင်ကြီးအောင်ပြောမရအောင်လာရတာဘာလို့မှလဲအဲမလိုလားအဲ့တဲ့အစိတ်တွေရိုက်မသွေးခြင်းဘူးနော်ကျွန်တော်ပြည်သူတွေကိုဒါကျွန်တော်တို့သိရှိတာပဲကျွန်တော်ပြောတာ ဲ့တော့တမနော်ကဘာလုပ်မလဲဆိုတာလည်းကြည့်ရမယ့်အချိန်မှာဒီနေ့ပထောင်းဘက်ဒီပကိုးပကိုးတိုင်းမှာပထောင်းဘက်မှာဒီညောင်ကျိုးဘက်စကမ်းမှာလည်းအဲစင်လန်ရွာချားမှာတိုင်ဝဲတွေဖြစ်တယ်ဒီလေသာတောင်ဘက်ဒီမှာတောင်ပွဲတွေကလည်းတော်တော်ပြင်းပြင်းထန်ထန်ကကြရတယ်တောင်ကုန်းပထောင်းကားလမ်းမှာလည်းပွဲတွေပွဲတွေကလည်းတော်တော်ပြင်းပြင်းထန်ထန်ကကြရတယ်တောင်ကုန်းပထောင်းကားလမ်းမှာလည်းပွဲတွေတော်တော်ပြင်းပြင်းထန်ထန်ကကြရတယ်တမနော်ကအာဒီကြောင်းတွေရောဒါလက်နဲ့ကြီးတွေရောအစိမ့်မြဒုံးတွေရောအကျွေးနေတာဟုတ်တော့တွေ့ရတယ် နော်အဲ့ဒီရာလည်းပဲနည်းနည်းတော့ကြာနေပြီနေတိုင်းပြောနေတာအဲ့ဒီနေရာမှာနေတိုင်းတိုင်နေတာပဲတိုင်လိုက်ပြန်ကြလိုက်တိုင်လိုက်လန်ကြလိုက်လာတိုင်လိုက်နောက်ဆုံးလိုက်အပီးသိမ့်တာတော့မတွေ့သေးဘူးပေါ့နော်လာတိုင်လိုက်နောက်ပြန်ကြသွားလိုက်အေးသေးသေးလိုက်လာတိုင်လိုက်တက်ကနောက်လန်လိုက်ပြန်သေးသေးလိုက်နဲ့ပဲအဲလှုပ်တော့လှုပ်နေတာလှုပ်ွက်တော့ရှိတယ်ပေါ့နော်အဲလှုပ်ွက်တော့ရှိတယ်မပြီးပြောင်းသေးဘူးပဲပြောအောင်အဲ့တော့ကျွန်တော်ကအာဒါတိုင်ဝဲဒီမှာဆိုလို့ရှင်လို့ရှင်တောင်းတော်သားလေးနိုင်တာကိုကျွန်တော်အနေနဲ့မျှော်လင့်ပါတယ် အဲလိုနဲ့လိုအပ်တယ်။ဒါမှအရာရာတိုင်းမှာတပ်မလို့သားနိုင်တာတွေကိုကျွန်တော်တို့အပ်တယ်။ဘာလို့လဲဆိုတော့တိုက်ပွဲတွေမှာတပ်မလို့သားနိုင်မှလည်းအချိန်ပြေမှာပေါ့နော်။အဲအနေနဲ့တော့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကအခုနေရာတိုင်းမှာတိုက်ပွဲတွေကတပ်မလို့သားနေနိုင်တယ်။မကြခင်မှာပလောင်ကတော့ကျွန်တော်တို့ဟိုရရှိ ပလောင်ကတော့ကျွန်တော်တို့မကြခင်မှာအဲပြောင်းသွားလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ယူဆပြီးတယ်နော်။ပလောင်တွေကအဲမကြခင်မှာတော့မှသူတို့ပြောက်သွားလိမ့်မယ်လို့ယူဆလိုက် ဒီမှာကျွန်တော်တခုပြောချင်တာက homelin ဘက်ပေါ့နော် homelin လို့ဖောင်းရင်လို့ဘက်မှာအာဒါဒါဒါလေးကိုကျွန်တော်တစ်ချက်ပြောပြမယ်သူအဲဟိုနေမလူကြီးပိုင်းနေတော့ကျွန်တော်ထည့်မှာပြောတော့ပါနော် အမြောင်းနိုင်ငံမှာအကြမ်းဖက်တွေရှင်းလင်းတုံ့တင်နေတာအားရကြကြီးပါဒါပေမဲ့လည်းဖောင်းပြန်တဲ့ဟုံးမလင်းဈာမရှိတဲ့ PDF တွေကတော့ဂိတ်လေးထိုင်လိုက်မြေချောင်းတစ်လျှောက်မှာရွှေပြောလေးတွေတိုက်လိုက်နဲ့လက်နက်လေးဝယ်လိုက်တော်တော်တာယာနေကြတယ်ဗျာဘယ်လူကြီးတွေနဲ့ဘလို့ပိုင်လဲတော့လည်းကျွန်တော်တို့မသိဘူးဗျာတဲ့ဟုံးမလင်းနဲ့ဖောင်းပြန်ပြည်သူစစ်တွေကတော့တော်တော်စိတ်ပြတ်နေကြပြီတဲ့တယောက်တယောက်နဲ့တော့ပိုင်ထားလို့ဖြစ်မှာဗျာတဲ့ဒါတရားတို့မင်းရတို့စက်တော်တို့တောင်တို့တို့လုံးရွာလုံးကျွတ်တွေပဲတဲ့အဲရွာလုံးကျွတ်တွေပဲအခုချိန်ထိတော့ နှစ်ဖက်ဇလုံးကတာယာနေကြတာပဲဆိုတော့အဲ့မှာရှိတဲ့ရွှေမျောတွေတူးနေကြတယ်ပေါ့ဗျာရွှေမျောတွေတူးလိုက်လက်နဲ့တွေဝယ်လိုက်နဲ့အဲ့မှာရှိတဲ့အဲပုပ်ကိုတွေကအလုံးမလုံးဘာကြောင့်လဲတော့မသိဘူးဗျာဒါပေမဲ့သူပြောထားတဲ့နာမည်တွေတော့ကျွန်တော်မပြောပါဘူးအဲတချို့ဒိုင်းနာဝင်ကြီးတွေကိုပြောထားတာရှိတယ်အဲပြီးတော့ PDF ခေါင်းဆောင်တောင်းတတဲ့ PDF ခေါင်းဆောင်စောနိုင်တယ်နော်အဲပြီးတော့ကျောင်းဆရာမကြီးငိမ့်နဲ့ဒေါ်ပြိုးရီတဲ့အဲ ဇောနိုင်ကိုလက်လွတ်လို့မရဘူး။အဲဒါမျိုးတွေပေါ့တချို့ဟာတွေကတော့ပြောနေကြတာပေါ့ဗျာ။သိရမှာ။အဲ့ဒါလေးကလည်းနည်းနည်းတတိထားမယ်နေတာမျိုးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့တောင်းလော်ရဲ့နိုင်ငံတော်ရဲ့တရားစတာတွေကိုဟိုခိုးထုတ်တယ်ယူတယ်ပြီးတဲ့အခါကျလက်နက်ဝယ်တဲ့တိုင်းမျိုးပြတ်ပြတ်စီတယ်။တိုင်ဝဲတိုက်တဲ့တပ်မတော်သားတွေကလည်းပဲအသက်တွေသွေးတွေချွေးတွေနဲ့ဒီလိုမျိုးပေးဆက်တာရှိတယ်။တချို့ကြလည်းပဲကျွန်တော်တော့မသိပါဘူး။အကိတရားလေးရှိတာမရှိတာတော့မသိအောင်သွားသွားနေရာလိုက်ရတော့ရှိမှာပေါ့။အဲ့တော့လည်းပဲအဲ့ဒါကြောင့်လည်းပဲထောင်နိုင်ကြီးတွေကသွားသွားပြီးတော့ဖမ်းတာ အအများဆုံးပေါ့တောင်လိုင်းတွေကအများဆုံးဖမ်းရတယ်ဆိုတာတမလို့အရာကြီးတွေဝင်ကြီးအခုလက်ရှိဝင်ဝင်ကြီးကျုပ်တွေဝင်ကြီးတွေပေါ့ဗျာဘာဝင်ကြီးညာဝင်ကြီးပေါ့အဲတမလို့တွေလိုက်ပါလေနောက်ဒီဖောင်းပြင်ဘက်ကိုလည်းကျွန်တော်အခုအဲဒါသတိထားစေချင်တယ်လို့ပြောချင်ပါတယ်ဒါဒီနေ့တိုက်ပွဲအခုပွဲတွေကတယ်တဲ့ဒါအခုခုကနေတော့ပြောတာမခွေးအဲပွဲဘူးအနောက်ချမ်းမှာမဲစစ်ဒီဘက်ကထင်တယ်တဲ့အတိုင်းကြီးကြက်ကြီးကြီးကြားနေရတဲ့ဂူရီတဝုံမဲဆလင်းကဆလင်းကကလင်းစင်း စဲနားမှာတဲ့ဘူခရွာရှိတယ်တဲ့အဲ့ဒီမှာစပိန်နဲ့သွားရင်တော့နှစ်နာရီလောက်ပဲတဲ့အဲဒါတကူရွာနဲ့တက်ချန်စီကိုလေးလည်းရှိတယ်ဗောဘူခရွာနောက်မှာအဲ့ရွာမှာဗဒတ်တွေရှိတယ်တဲ့ဘူခရွာရောက်ဘူးတဲ့အကူတဲ့အဲ့ရွာမှာဗဒတ်တွေတဲ့အုံတော်မှာလည်းဗဒတ်တွေတဲ့နော်အဲစလင်းစင်ဖြူကျော်လမ်းပေါ်လဲတဲ့တက်တက်လာတယ်တဲ့မင်းကောင်ကားတဲ့အပေါင်းသင်း သူကလည်းရွေးကောက်ဝဲဘယ်လိုလုပ်လဲတော့မသိဘူးပေါ့ဒီကောင်းစင်ငိမ့်မနေဦးထည့်တယ်လေရွေးကောက်ဝဲကိုဖျက်ဖို့ပဲစုမိလားမသိတော့ရွေးကောက်ဝဲမှာကြာဝင်တယ်ရွာလေးမှာမကြမကြခဏတော့သူတို့ငွေစက်ကြီးလက်လာကောက်ကြတယ်ပေါ့ဒါသူပြောပြတာအဲ့တော့တိုင်းရင်မှာအာကတောင်တော်ကလည်းပဲအမြဲတမ်းတော့ရှင်းနေတာပေါ့ဗျာရှင်းတော့ရှင်းနေတယ်တချို့ကြတော့လည်းပဲအခက်အခဲရှိလို့နေမှာပေါ့ဒီနေ့ကျွန်တော်ပြောချင်တာကအဲဟိုမနေ့ကတော့ ရှင်းဝတဲ့ဥတွေအပတ်စဉ်တက်ကပေါ့ဒါသူကဟိုနေမှာပဲရခိုင်မှာအကြနေတာပေါ့ဒါဘယ်တော့တော့ပြန်လာမလဲမသိရှင်းဝတဲ့တက်ကဥတွေတွေရှင်းဝတဲ့ဥတွေနဲ့ဒါအပတ်စဉ်တက်ကဝင်သွားသူတွေဘယ်ချိန်တော့သူတို့ဟိုတာဝန်နေပြီးဆုံးလဲတော့မသိဘူးကျွန်တော်ကတော့မသိဘူးသိတယ်တကယ်လို့တာဝန်နေပြီးဆုံးသွားလို့ပြန်ရောက်လဲကျွန်တော်ကိုအဲဒါပြန်ရောက်တဲ့အကြောင်းကိုတောင်းတသားတွေပြောပြပါလို့ပဲကျွန်တော်ကပြောချင်ပါတယ်ကျွန်တော်နဲ့သိတဲ့အဲတယောက်ကကြတော့သူကတာဂီတာဘက်မှာနေတယ်ဗျတာဂီတာဘက်မှာနေတော့သူက ကျွန်တော်ကဟိုမှာဖုန်းကြီးចောင်းနိုင်ဖုန်းကြီးလေးကိုကျွန်တော်ခုံတူဖို့ဆိုပြီးတော့အဲပြောတာပါဟိုတနေ့ကတော့ညီလေးတယောက်ကမဟုတ်ဘူးတတောင်းပြီးတော့အဲ့ဒါလေးနဲ့အဲကျွန်တော်ကဒီတဲ့ထဲ့လူမယ်ပေါ့ဆိုအဲ့ ND ကကြာသွားပြီးတော့အဲ့ ND က3000ကျွဲလာမနေခုံတလုံးစာပေါ့ကျွန်တော်ပေးလူကိုင်းတာရှိတယ်ဆိုတော့အဲ့ဒီ ND လည်းကြမ်းပါပါစေဒီညီလေးတွေလည်း ND ရကင်းပါစေကြောက်ဖြူမှာသူတိုက်ပွဲတွေပွဲတွေကားနေရတယ်လို့ကြားတယ်အဲအဲ့မှာလည်း ND ရကင်းပါစေနော်ကြောက်ဖြူဘက်မှာလည်းတောင်းတော့နဲ့အဲပွဲကားတဲ့နေမှာ တံတော်ကအောင်ဝဲကြီးပဲကျွန်တော်တို့ကြားသိရပါတယ်အေဒီကတော့အခုစချုပ်ကိုလာလာတိုက်တာလားအစင်ပဲရှိတော့တယ်အဲ့တော့အဲ့ဒါကကျွန်တော်စက်တဲနေ့တော့မှလူပြင်းမဲ့ထင်ပါတယ်လူပြင်းမဲ့ထင်ပါတယ်ကျွန်တော်တော့အဲကျွန်တော်နိုင်တဲ့အားလေးပေါ့ကျွန်တော်လည်းခုံနေဝင်ပဲပြီးလို့ရှိရင်ပကံများခွက်ရောက်တယ်ပေါ့အเจ้าမှအเจ้าကလည်းအသိဖြစ်နေတဲ့ခါကျတော့အိုးခွက်ပကံလေးလည်းမရှိတဲ့ခါကျတော့ဒါလေးတွေလည်းကျွန်တော်ကစုပြီးတူမှာเนาะ အဲဒါလေးကိုကျွန်တော်ပြောချင်တာပါအားလုံးကျမ်းပါစေကြောင်းကိုစုမုံအောင်တောင်းပါတယ်ဒီအပတ်စဉ်တက်ကညီလေးတွေဘယ်တော့လောက်မှအားသူတို့တောင်းဝယ်ပြီးဆုံးလဲဆိုတာလည်းကျွန်တော်မျှော်လင့်နေပါတယ်အားလုံးကျမ်းပါစေကြောင်းစုမုံအောင်တောင်းပါတယ်ဗျာ